တရားကုန်းကိုနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ကျေးရွာတွေမှာရေလွှမ်းမှုမှုတွေဖြစ်ပွားခဲ့တဲ့အတွက်တညအတွင်းလူပေါင်း100ကျော်သေဆုံးခဲ့ပြီးသေဆုံးသူအများစုဟာအိပ်ပျော်နေတဲ့ကလေးငယ်တွေဖြစ်တယ်လို့ဒေသခံအရာရှိတွေကမေဆိုင်ရက်ကပြောကြားခဲ့ပါတယ်။မေကိုရဲ့ညတကောင်ကျော်အချိန်မှာစုကီဘူးပြည်နယ်ကာဆာဘာကျေးရွာမှာမိုးတဲထန်စွာရွာသွန်းမှုတွေကြောင့်ရေလွှမ်းမှုမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဒေသခံအရာရှိတအုပ်ကဆိုပါတယ်။အဲညမှာ ာဆာဘာမြစ်ရဲ့မြစ်ကဘာတွေကျိုးပေါင်းမှုကြောင့်မြစ်ရည်တွေဟာအရှိန်နဲ့စီးဆင်းခဲ့ပြီးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့သစ်ပင်တွေကြောက်တုံးတွေနဲ့ရွှွန့်တွေပါရေစီးနဲ့အတူပါလာခဲ့ပြီးအိမ်တွေလည်းမျောပါသွားခဲ့ပါတယ်။ တေဆုံးသူအများစုဟာကလေးတွေနဲ့တက်ကြီးရွယ်အိုတွေဖြစ်ပြီးယူလန်မုံမှုဖြစ်ပွားချိန်မှာအများစုဟာအိပ်ပျော်နေတာဖြစ်ပြီးလူ28ဦးဒဏ်ရာရပြီးအိန္ဒိယ90ခန့်ပျက်စီးခဲ့တယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်။ယူလန်မုံမှုကြောင့်တေဆုံးသူ104ဦးထပ်မံရှိခဲ့ပြီးထိခိုက်ပျက်စီးမှုများခဲ့ကြောင်းဒေသနာရအုပ်ချုပ်ရေးမှူးဆမ်မီကလွန်ဂျီကပြောပါတယ်။တခြားဒေသခံတဦးကတော့မေ10ရက်အထိအလောင်း119လောင်းကိုတွေ့ရှိခဲ့ကြောင်း AFP သတင်းဌာနကပြောပါတယ်။